မန္တလေးလိုင်းဒေသကြီးအတွင်းမှာမှုကင်းကြစည်ရေးအတွက်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကမှုကင်းပညာပေးပြကန်းရင်နဲ့မန္တလေးမြို့တွင်းမှာလှည့်လည်ပြီးပညာပေးဟောပြောမှုတွေကိုပြုလုပ်နေပါတယ်။ငိမ့်မိုးအောင်သတင်းပေးပို့ထားပါတယ်ခင်ဗျာ။မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ကမှုကင်းကြစည်ရေးမူရစေဝါတာစီနိုင်နေရေးရင်စည်းကမ်းလမ်းစည်းကမ်းပညာပေးရေးနဲ့လူကုန်ကူးမှုတာစီနိုင်နေရေးတွေနဲ့ပတ်သက်ပြီးပြည်သူတွေပုံမှန်သိရှိစေဖို့အတွက် မှုခင်းပညာပေးပြကန်းရင်နဲ့မန္တလေးမြို့ထဲမှာလှည့်လည်ပြီးပညာပေးဟောပြောမှုတွေကိုစက်တင်ဘာလ18ရက်နေ့မနက်ကစတင်ပြုလုပ်နေပါတယ်ကျွန်တော်တို့မန္တလေးဒေသကြီးရတဖွဲ့ဟာကျွန်တော်တို့နိုင်ငံရတဖွဲ့ဌာနချုပ်ကကျွန်တော်တို့လက်ညှိုးမှုနဲ့ဒီမူကင်းပြကန်းရင်တွေကိုပြည်သူလူထုထဲမှာကျွန်တော်တို့ထဲထဲဝင်ဝင်သိသွားအောင်ဆိုပြီးတော့မှဒါကျွန်တော်တို့ဒီပြကန်းရင်တွေမူကင်းနဲ့ပတ်သက်တဲ့ကျွန်တော်တို့နိုင်တာမဲ့အချက်လက်တွေဘုသူဒ္ဓရမဲ့အချက်လက်တွေဒါတွေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်တို့ဒါ ထက်တဲ့ဝင်သိရှိအောင်တော့ဒါပြည်သူလူထုအတွင်းရဲ့ကိုကျွန်တော်တို့လိုက်လံပြသခြင်းပဲဖြစ်ပါတယ်အခုလိုမူကင်းပညာပေးပြခန်းရင်နဲ့လှည့်လည်ပြီးဟောပြောတာတွေကိုမန်းလေးမြို့ရဲ့လူစီကားရနေရာတစ်ခုဖြစ်တဲ့ဇေယျနာအိစင်အနီးမှာစတင်ပြီးလက်ကမ်းစာဆောင်ဝေတာတွေပညာပေးဟောပြောတာတွေကိုပြုလုပ်နေတာပါ။ဟုတ်ကဲ့အင်ပန်ကောင်းပါတယ်ဒီလိုလှုပ်တင်တာကြာပါပြီ။မန်းလေးမှာလှုပ်တာဒီဇေယျမှာလှုပ်တာလည်းပိုကောင်းပါတယ်ဇေယျဆိုတာမန်းလေးမြို့ရဲ့အသင်းနှလုံးပေါ့နော်။အဲတစ်မျိုးလုံးဒီခက်မှာပြီးအောင်းမှာပြီး လူပေါင်းစုံလာတဲ့ဈေးဖြစ်နေလို့ပေါ့နော်မလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့အနေနဲ့အခုလိုမှုကင်းကြဆင်းရေးပညာပေးဟောပြောပါတာတွေကိုတိုင်းဒေသကြီးအတွင်းကခရိုင်မြို့နယ်ကျေးရွာတွေနဲ့စာသင်ကျောင်းတွေစက်ယုံအလုံယုံတွေလူစီကားရနေရာတွေမှာလှည့်လည်ပြုလုပ်သွားမှာဖြစ်ပါတယ်။အခြားတိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာလည်းအခုလိုမှုကင်းပညာပေးရင်နဲ့လှည့်လည်ပြီးဟောပြောတာတွေရှိပါတယ်။ကျွန်တော်ငိမ့်မိုးအောင်ပါ။